ငလင်းကြီးဖြစ်ပေါ်ခဲ့မှုကြောင့်နေပြည်တော်ကောင်စီအပါဝင်တိုင်းဒေသကြီးပြည်နယ်စေကုမှာမူလပြည်စီဆုံးရှုံးမှုတန်မိုးငွေချက်3834.54ဘီလီယံရှိတယ်လို့နာဆာကောက်ကထားကပြောပါရတယ်။ နေပြည်တော်မှာရှိတဲ့ဘေးနောင်ရေးတာဧကမဆောင်မှာမင်း29ရဲ့မိုးလဲပိုင်းကကျင်းပတဲ့မန္တလေးငလင်ကြီးကျောင်းဘေးဒဏ်သင်ခဲ့ရတဲ့ပြည်သူတွေကိုကုညီထောက်ပံ့နိုင်မှုနဲ့ပြည်လဲထရော်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအတွက်စေတနာရှင်အလူရှင်တွေရဲ့ဒုတိယအကြိမ်မြောက်အလူငွေတွေပေးရလူရန်ပွဲမှာအမှားစကားပြောကြရမှာ၎င်းကအထပ်ပါတိုင်းထည့်သွင်းပြောကြားခဲ့တာပါ ငလင်းချင်းဖြစ်ပေါ်ခဲ့မှုကြောင့်နေပြည်တော်ကောင်စီအပအဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်ဆယ်ကုမှရှိတဲ့ရက်ကွက်384ခုကျင်းရွာအုပ်စု944စုကျင်းရွာ2081ရွာအိမ်နောက်စုပေါင်း36,268စုလူရင်စုစုပေါင်း9,6069ဦးဖေးသိမ်းခဲ့ပြီးတေဆုံးသူ3,839ဦးပျောက်ဆုံးသူ68ဦးဒဏ်ရာရရှိသူ904ဦးရှိကြောင်း နေအိမ်အဆောက်အဦနဲ့တခြားထိခိုက်ပျက်စီးမှုတွေအနေနဲ့လူနေအိမ်9130လုံးလန်းလုံငန်း430ခုတရား130ယထာလန်းပျက်စီးနေရာ83နေရာနဲ့ယထာလန်းတရား70စင်မိုဘိုင်းဆက်သွယ်ရေးစခန်း6930ခုမဟာဒါးလိုင်း10လိုင်းဓာအားလိုင်းတိုင်း3435တိုင်း10မြောင်း994ခုတာတမန်6ခုဌာနအဆောက်အဦ11338လုံးစင်းယုံ384ယုံစေကန်း364ကန်း ရှေးအောင်အစအဦးနဲ့ပြရိုက်166ခုအခြေခံပညာကျောင်း2409ကျောင်းအစင်းမြင့်ပညာကျောင်း82ကျောင်းပုဂ္ဂလိကစာသင်ကျောင်း90၊ဖျားစီရီ6469စုဖုံကြီးကျောင်းသီလရှင်ကျောင်းနဲ့တခြားဘာသာရေးအစအဦး9588ခုပုဂ္ဂလိကစက်ယုံအလုပ်ယုံ344ခုသီးနှံ88.5အေကတရိစံ33,3900ကျောင်းထိခိုက်ပျက်စီးခဲ့ပြီးမူလပျက်စီးဆုံးရှုံးမှုတန်မိုးစုစုပေါင်းငွေကျပ် 3840.59ဘီလီယံဖြစ်တယ်လို့၎င်းကပြောပါရယ်။ငလီဘေးတုံ့ပြန်ရေးဆောင်ရွက်နိုင်မှုအတွက်တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန DMC ကို2025ခုနှစ်မလ29ရက်ကစတင်ဖွင့်လှစ်ခဲ့ပြီးအမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်မှာရှိတဲ့လုပ်ငန်းကော်မတီတွေအလိုက်တုံ့ပြန်ရေးလုပ်ငန်းတွေကိုစနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်းဘေးသင့်ပြည်သူတွေအတွက်လက်တလောယာယီနေထိုင်နိုင်ရေးဆောင်ရွက်ပေးတာတောက်သုံးရေလိုအပ်ချက်တွေဖြည့်ဆည်းပေးတာအခြေခံစားတောက်ကုန်လူသုံးကုန်ပစ္စည်းတွေကိုဈေးက ကနဲ့လှည့်လည်ရောင်းချပေးတာတွေကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၎င်းကပြောပါရယ်။ဒါအပြင်အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ဆက်သွယ်ရေး၊နှင်းစင်မီရရှိရေးနဲ့မိုးမကျမီယာယီအမိုးအကောင်အောက်ရောက်ရှိစေရေးတွေကိုလည်းဆောင်ရွက်လျက်ရှိကြောင်းကျန်းမာရေးဆောင်ရှောက်မှုအနေနဲ့ ယာယီကျန်းမာရေးဆေးပေးကန်တွေဖွင့်လှစ်ပြီးပြည်သူလူထုကိုကျန်းမာရေးဆောင်ရှောက်မှုပေးတာလိုအပ်တဲ့ဆေးကုသမှုတွေခွဲစိတ်ကုသတာတွေကိုဆောင်ရွက်ပေးခဲ့ကြအောင်အခုလိုတုံ့ပြန်မှုတွေဆောင်ရွက်တဲ့အခါမှာနိုင်ငံတကာကလူသားချင်းစာနာထောင်ထားမှုဆိုင်ရာအကူအညီတွေကိုဖိတ်ခေါ်လမ်းဖွင့်ပေးခဲ့ကြအောင်တရုတ်ပြည်သူသမ္မတနိုင်ငံ၊အိန္ဒိယနိုင်ငံ၊ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ AHA စင်တာ၊ VNN ၊ဘင်္ဂလားဒေ့ရှ်၊ Thai ၊ Indonesia ၊ Pakistan ၊ Belarus ၊ Laos နိုင်ငံ Singapore Red Cross Society, Nepal နိုင်ငံ, UAE, Brunei နဲ့ Malaysia နိုင်ငံတို့ကပေးပို့လူရဲတဲ့အလူပစ္စည်းတွေကိုငလင်ဘေးသင့်ဒေသတွေမှာရှိတဲ့လိုအပ်နေတဲ့ပြည်သူတွေထံအချိန်မဆိုင်မဲဖြန့်ခွဲဆောင်ရွက်ပေးလျက်ရှိကြောင်းလဲနှာဆောက်ကဥက္ကဋ္ဌကပြောပါရယ်။